ားလုံးပဲမင်္ဂလာပါဒီနေ့တရားသမက်တင်ခဲ့တာကတော့အခန်းနေ့၄ကျင်ငန်းနှစ်သမလေးနဲ့နှစ်သမ၅ကနော်နံပါတ်၄ဝါးကျင်ငန်းနှစ်သမလေးမှာကကြာကြည့်ဆိုတိကရင်တစ်စရီပါတယ်နှစ်သမ၅ကကြာကြည့်တော့ကတော့၆ဖို့တော့ချေထည့်ထားပါတယ်ဟုတ်ပြီနော်ဒီနေ့၄ကျင်ငန်းနှစ်သမလေးကနံပါတ်၁မှာရှင်အပွားတို့ကိုထန်ညွန်းတစ်ခုတည်းပုံစံကြောင်းပါရဲ့နော်ဒါကကြာကြီးတို့ကထန်ညွန်းဘုံမှာထန်ညွန်းစင်လာတာပါနော်ထန်ညွန်းဘုံမှာထက်စင်ကိန်းကြီးပေါ့နော်ထက်စင်ကိန်းကြီးပါထန်ညွန်းဘုံမှာထန်ညွန်းစင်လာတယ် အဲ့လိုရှိရင်ကျတော့ထန်ယုံချင်းချင်းမြောက်ပေးရမယ်ဆိုတဲ့အားဒီနော်ဒါသိရင်ဖားပိုင်7ရဲ့ပုံမှာနှစ်ထပ်တင်တာလေအဲ့နှစ်ထပ်ပုံမှာတခါထပ်ပြီးတော့ဒေါင်ဝင်းပုံမှာတခါသုံးထပ်ထပ်တင်တာလေထန်ယုံပုံမှာထန်ယင်းထက်ဆင့်ထားရပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျတော့ထန်ယုံနဲ့ထန်ယုံနဲ့မြောက်ပေးရတယ်အဲ့ဒါနှစ်သုံးကြီးချက်ထန်ယုံပုံမှာထန်ယုံစင်ရင်ထန်ယုံချင်းချင်းမြောက်နော်ထန်ယုံပုံမှာထန်ယုံစင်ရင်ထန်ယုံချင်းချင်းမြောက်ဆိုတာလေးရတယ်နော်ဒါဆိုရင်ဖားပိုင်7 6ထပ်ပုံနော်အဲ့ဒါကြပါလေမြတ်ခဝင်းမှာလည်းအတိုင်းပဲ နော်မိုင်းနဲ့1မှ3ကို3နှစ်တင်တာလေအဲ3နှစ်ပေါ်မှာတော့နောက်ထပ်3နှစ်ထပ်တင်တာဖြစ်တဲ့အတွက်တို့အဲ့ဒီအထဏ်ကျုံချင်းချင်းယူရအောင်မြောက်ပေးရမယ်အခြေကတော့မိုင်းနဲ့1မှ3ကိုရိုင်းပြည်ရင်းမှာနော်အရင်3နှစ်3နှစ်မြောက်တော့ဒီလိုကိုးရတယ်ဟုတ်ပြီနံပါတ်3ရတဲ့အတိုင်းပဲ4 and 5 3တက်ပေါ်မှာမဟုတ်လားနံပါတ်3ကကျတော့ဒီမိုင်းနဲ့1ပေါ့နော်မိုင်းနဝ3နှစ်ပုံပေါ်မှာကျတော့9ရက်ထက်တင်တာဒါကြောင့်မို့အခြေဖြစ်တဲ့မိုင်းနဝကိုပြင်ပြီးမထညုံက3နှစ်9နှစ်ဦးမြောက်ပေးရတယ်ဒါဆိုရင်မိုင်းနဝ15တက်ပါ ။အဲသူကထန်ချင်းတစ်ခုတည်းပုံစံပြောင်းနိုင်တာဖြစ်တယ်လေကျေတို့တွေ့ပြကြရအောင်လို့ဒီပေါ့နော်။ဟုတ်ကနံပါတ်၄ပါနံပါတ်၄က4 and 5တုံးတဲ့ပုံမှာမှာကျေတို့က minus 1ပေါ့။တကယ်ကျေတို့3နဲ့ minus 1နဲ့ကိုမြောက်ပေးရမယ်။ဒီနဲ့1နဲ့မြောက်ရကမှာ minus 3ရပါတယ်။နော်ဒီမှာကျတော့ကျေတို့က3နဲ့ minus 1နဲ့မြောက်တော့ကျေတို့က minus 3ပေါ့နော်။ minus 3ရပါတယ်။ဒါဆိုဒီရင်ကျေတို့3 3 5 5ရောက်သွားပြီနော်။နံပါတ်5ကကျတော့ ဒူဘိုင်11ပေါ်မှာနှစ်ထပ်တင်တယ်နှစ်ထပ်ပေါ်မှာတစ်ခါနှစ်ထပ်ထပ်တင်တယ်ဒါဆိုရင်အခြေဖြစ်တဲ့ဒူဘိုင်11ကိုပြင်ရင်ပဲနှစ်ထပ်ပေါ်မှာနှစ်ထပ်တင်တော့နှစ်နှစ်ထပ်တင်တော့နှစ်နှစ်နဲ့မြောက်လေပေါ့နော်ဒါဆိုရင်ဒူဘိုင်11လေးထပ်ရပါတယ်ဒါတစ်ခုကနံပါတ်6ပါနံပါတ်6မှာ -3/2 ကိုမှသုံးထပ်တင်တယ်နောက်ထပ်တကနှစ်ထပ်ထပ်တင်တယ်ဒါဆိုရင်အခြေဖြစ်တဲ့ -3/2 ကိုပြင်ရင်ပဲတစ်ထပ်ညုံသုံးထပ်နှစ်နဲ့ကိုမြောက်ပေးရတယ်ပေါ့နော်ဒါဆိုရင် -3/2 ခုနရီ6เนาะအဲတော့ -3/2 the o to the power 6ဖြစ်ပါတယ် ဟုတ်ကနံပါတ်9ပါနံပါတ်9ကလည်းအခြေကားတော့ -3 ပိုင်းလူပါပဲဒါပေမဲ့ထန်ညူကတော့နှစ်ထပ်ပုံမှာ3ထပ်ပြန်တင်တာအတူတူပဲရှေ့မှာကနှစ်ထပ်ပုံမှာ2ထပ်တင်တာအခုကနှစ်ထပ်ပုံမှာ3ထပ်တင်တာပေါ့နော်ဒါဆိုနော်ကျတော့က -3 ပိုင်း2နှစ်ကို3ထပ်မြောက်တယ်ပေါ့နော်နှစ်နှစ်နဲ့3ထပ်မြောက်တယ်ဒါဆိုရင် -3 ပိုင်း2 6ထပ်ဖြစ်ပါတယ်နောက်ကနံပါတ်၈ပါနံပါတ်၈မှာ -2 ကို3တက်တင်ပြီးတော့ဒါတက်က5တက်ထက်တင်တယ်ဒါဆိုရင်အခြေဖြစ်တဲ့ -2 ကိုပြင်ရင်မယ်3နဲ့5နဲ့မြောက်တော့ဒီလို15တင်ရတယ်ပေါ့နော် ဆိုရင် minus 2 15အတက်ပေါ့နော်အနုနေအနုနေ15အတက်ဖြစ်ပါတယ်ဟောနံပါတ်9ပါနံပါတ်9က minus 3 by 4ကို minus 1အထည်ညွှန်းတင်ထားတယ်ဟောနောက်တစ်တကထပ်ပြီးတော့9တက်တင်ထားတယ်ဒါဆိုရင် minus 1နဲ့ final ကိုဒီလိုမျှောက်ပေးရမယ်အခြေဖြစ်တဲ့ minus 3 by 4ကိုပြန်ရေးမယ်ပြန်ထည်ညွှန်း minus 1နဲ့ final ကိုမျှောက်ပေးတယ် minus 1နဲ့ final မျှောက်တဲ့အခါမှာဒီလိုက minus 5ရပါတယ်ဟုတ်ပြီနော်ကဲဟုတ်ပြီနောက်တစ်ခုကနံပါတ်30ပါနံပါတ်30မှာကျတော့ -3/4 ကိုဟောပါဦး minus 2မှာ3ဓာတ်တင်တယ်နော်အပေါ်ကနေပြီးတော့ minus 3နဲ့တကအော်နံပါတ်10ပါနံပါတ်10က3ဘိုင်းထမ်းမှာနော်ထန်ညုံမှာ minus 3တင်ရတယ်အပေါ်မှာတက minus 3ထက်တင်တယ်ဒါဆိုလို့ရှိရင်အခြေဖြစ်တဲ့3ဘိုင်းတန်းကိုပြင်ရင်းမယ် minus 3နဲ့ minus 3နဲ့မျှတဲ့အခါမှာဒီလို minus နဲ့ minus နဲ့မျှရင် plus ဖြစ်မှာလေဟုတ်လားဒါဆိုရင်သုံးသုံးကြီးက6ပေါ့နော်အပေါင်း6တက်ဖြစ်မှာပါ အနုကတခုလဲဆိုရင်တော့ပြင်ရမှာအခုအနုနှစ်ခုဆိုတော့ညှက်လိုက်တဲ့ခါမှာအပေါင်းဖြစ်သွားတော့အနုကိုရေးစရာအပေါင်းဖြစ်သွားတော့အပေါင်းစဉ်ရှိသွားတယ်အရှိကနေတော့ရေးစရာမလိုဘူးနော်ဟုတ်ပြီဒါသိရင်ဒီချင်းငယ်နေ့သမာ9ပါဒီချင်းငယ်နေ့သမာ9မှာကတချို့25ဘုတ်ရှိပါတယ်ဒါပေမဲ့တချို့ကရင်းမှာချက်ဖို့တည်းထင်တာရယ်နော်ဒါဆိုရင်သူကအောက်ပါလို့ရှင်းမှာတယ်ဒါကြောင့်ကျိုးရှင်းပြရမှာပေါ့နော်၃၃တက်နော်၃၃တက်တဲ့ကနေပြီးတော့ကျိုး2 5တက်ကိုနှုတ်မှာဒါဆိုရင်၃၃တက်ဆိုတာက၃၃ ၃ကို၃ကမြောက်တယ်၃၃လီ၉ကို၃လီ၂၀ခွန်ရပြီနှစ်ငါးတက်ကကြာချင်းနှစ်ကို၅ကမြောက်တယ်နှစ်နယ်လေးလေးနယ်ရှိရှိနယ်စကြာစကြာနယ်လေး၃၀နှစ်ပေါ့နော်ဒါဆိုရင်ကျတို့က၃၃တက်က၂၀ခွန်ရပြီနှစ်ငါးတက်က၃၀နှစ်ရပါတယ်၂၀ခွန်လေးက၃၀နှစ်ကိုနှုတ်တဲ့အခါမှာ900ရတယ်ပေါ့နော်အဲ့မှာအနှုတ်လက္ခဏာကကြီးတာဖြစ်တဲ့ကျတို့နှုတ်လက္ခဏာကိုပြင်တက်ပြရပါတယ်အဲ့ဒီကနံပါတ်2ပါနံပါတ်2က -196 တက်နဲ့ -198 တက်ပေါ့နော် အဲ့ဒါကြီးတော့မိုင်းနေဝန်းကိုကြားပြီးတော့59ကရီ59ကရီတွားပြီးမြောက်မြောက်တော့ပေါ့နော်။ဘာကိုကြည့်မလဲဆိုရင်ဒီမိုင်းနေဝန်းကားကြတော့သူကဘနက်စင်ဘနက်ထပ်ဖြစ်ဖြစ်သူကဝမ်းမရမှာ။ဒါပေမဲ့ဒီကူကျဲကြီးရမှာလက္ခဏာကိုကြည့်ရမှာပါ။မိုင်းဒီအနှောက်ကရဲ့အပေါ်မှာထညွန်းတင်တဲ့ခါမှာနော်။ထညွန်းကမာကင်းဆိုရင်ကျတော့မိုင်းနေဝန်းရပြီးတော့စုံငင်းဆိုရင် plus net ထွက်မှာပေါ့နော်။ plus 1မှာအဲ့ဒါလေးပဲကြည့်ရမှာ။အဲ့ဒါရှေ့ရမိုင်းနေဝမ်းမှာ89ရက်ဆိုတော့မကင်းမကင်းဆိုတော့ကျတော့ဗါလို့နေတယ်အနှုတ်နဲ့ရမယ်ဆိုတော့မိုင်းနေဝမ်းနောက်က မိုင်းနက်1ကကျတော့88ဆိုတော့ကျတို့အဆုံငင်းဖြစ်တဲ့ plus 1အဲဒါရင်မိုင်းနက်1နဲ့ကပလက်1ကိုတကားပြန်နှုတ်ပါမယ်နော်မိုင်းနက်1 no plus 1ဒါဆိုရင်မိုင်းနက်1နဲ့မိုင်းနက်1နဲ့ဆိုရင်ကျတို့ကလက္ခဏာတူရောပေါင်းမိရတယ်ဒါပေမဲ့လက္ခဏာတော့နှုတ်လက္ခဏာပဲပြန်တက်ကြတယ်ဆိုတော့အနှုတ်နှစ်ပါနောက်ကနံပါတ်3 0.1ကို3နဲ့တင်လာရဲ0.1ကို2နဲ့တင်လာရဲမြောက်ထားတာပါနော် ဒါပေမဲ့အခြေအတူအခြေရတူတယ်အခြေတူမြောက်တာအခြေတူပါတော့မဟုတ်ထန်ညုံနေပေါင်းမိရမယ်။ဒါဆို3နှစ်နဲ့ပေါင်းတော့900ရတယ်နော်0.1 to the power 6ပေါ့နော်ငါတက်။ဟုတ်ပြီနောက်တစ်ခုကကြတော့ကျတော့နံပါတ်3ပြီးတော့နံပါတ်4ပေါ့။နံပါတ်4ကကျတော့ -2/3 နှစ်ထက်ရ -2/3 မပေါင်းဟောစောရပါနော်။နံပါတ်3ပါနော်နံပါတ်3 0.1 ordinary မှာ ဆိုတော့ဒီလိုနံပါတ်3ပါတယ်ကျေက0.15တက်5တက်ကိုမှကျေတော့ဘာလုပ်ပြရမှာလဲဆိုရင်0.15ကို5ကမြောက်ပြရမှာเนาะ0.15ကို5ကမြောက်ပြရမှာ5ကမြောက်ပြီးမြောက်လို့ရှိရင်ကျေတော့ဘာလုပ်ရလဲဆိုရင် तू က0.1ဖြစ်တယ်1ကတော့ဘယ်ကမြောက်မြောက်1ပဲ5ကမြောက်ပြီးတော့ရှေ့မှာရှိလို့တုံညာရပဲလုပ်ပြရမှာလေလို့ခဏက5လုံးပြသွားမှာပြောရမယ်ဆိုတော့တသမနောက်မှာရှိတော့5လုံးပြသွားမှာ0.1ကို5ကမြောက်တဲ့အတွက်ကျေတော့တသမ5နေရ5နေရဆိုတော့ကျေတော့5ခုကိုညောက်ပြီးတဲ့အခါမှာနောက်ဆုံးမှာ1 တစ်ပါတယ်ဗောနော်တစ်က9ကမြောက်လဲတစ်ပဲကြည့်တော့9ကပါတယ်ဒါကြောင့်မို့0.0001ဟုတ်ချီကဒသမကိန်းကိုဒသမရဲ့ရှေ့အပြည့်ကင်းအကြောင်0ပဲဖြစ်တယ်0เนาะငါဒသမ9နေရာဖြစ်တယ်ဆိုတော့တညာလေးလုံးတင်းနေဆိုတာဒသမ9နေရာဖြစ်တာပါဟုတ်ပြီနော်နောက်တစ်ခုကနံပါတ်4နံပါတ်4ကကျတော့ -2.3 နှစ်ထက်ရယ် -2.3 နှစ်ထက်နောက်က -2.3 တစ်ထက်မြောက်ထားတာဖြစ်တယ်အခြေတူကြီးမြောက်ထားရင်ဒဏ်ညုံနေပေါင်းမိရမယ်အခြေက -2.3 ကိုဒီတိုင်းပြင်ရင်းမျိုးနော် ပြရင်ခြေသုံးအထံညွှန်းနေရဒုတိယအထံညွှန်းနေတတိယအထံညွှန်းကဘာမှမေးကြရင်တည့်ရပေါ့နော်ပေါင်းလိုက်တဲ့ခါမှာ900ရတယ်ပေါ့နော်အဲဒါရင် -2/3 5တက်အဲဒါရင်ခြေတော့က -2/3 5တက်ဆိုတာနှစ်လက်5တက်3လက်5တက်ပေါ့နော်ဒီဟိုဝင်းမမတင်ထားတဲ့9ကဒီအပေါ်နဲ့အောက်နဲ့နှစ်ခုလုံးနဲ့ဆိုင်နေဒါကြောင့်မို့နှစ်5တက်နှစ်5တက်ဆိုတာကခြေတော့ကနှစ်ကို9ကမြောက်ရင်32ရေကိုနံပါတ်1မှာရထားပါတယ်နောက်က3/5တက်ကကြာခြေတော့143ပေါ့ အဲသုံးကားကမြောက်မှာစီသုံးသုံးညကိုကိုသုံးည20ကို20ကို3ည7 7 7 3ည243နော်ဒါတဲ့အဖြေက -32 by 243ရပါတယ်နောက်ကနံပါတ်5ပါနံပါတ်ကမ -1 4 810ကို -1.4 9တန်းတဲ့ခြေကစားပေးရမယ်။နော်အခြေတူတာဖြစ်တဲ့အတွက်ခြေတို့ -1.4 ကိုပြန်ရေးမယ်။အခြေတူကြီးစားရရင်ဒဏ်ကျုံးနေနှုတ်ပေးရတယ်ဆိုတော့ခြေထဲကငန်းတော့သုံးရတယ်ပေါ့နော်။အဲဒီ -1.4 က3တက်။အဲဒီ -1 ကတော့ဒီလိုဘယ်နှစ်ထပ်တင်နေ1မဲ့ရမှာ၄ကို3တက် လေးကိုသုံးကမြောက်မယ်လေးသုံးတော့ဆိုလေးကိုသုံးကမြောက်မယ်ဒီလေးစကြောစကြောလေးလေး64ဒါဆိုရင် line net 1 by ct4 ရပါတယ်ဟုတ်ပြီနော်ဒါဆိုရင်နံပါတ်6ပါနံပါတ်6ကကျတော့ minus 3 9 det ကို minus 3နှစ်ထပ်နဲ့စားမယ်အခြေတူပြီးစားရပြီတော့ drain နေလို့မယ်နော်ဒါဆိုရင်အခြေက minus 3ကိုပြန်ရေးမယ်နော်9ရက်အနည်းနည်းတော့ကျတော့3ကျန်တယ်ဒါဆိုရင် minus 3 3 det minus 3 3 det ဆိုတော့ तू ကအနောက်ကိန်းမှာ3 det တင်ထားတာဖြစ်တော့ဒါကျတော့ရရတာလည်းဖြစ်ရအောင်နှုတ်နဲ့ရပါမယ် အဲသုံးကိုသုံးကမြတော့သုံးသုံးညကိုကိုသုံးရင်၂၀ခွန်တော့ -20 ဆယ်မှာဖြစ်ပါတယ်ဗောနော်ခေတာဆိုရင်အဲဒီနေ့ကတော့ကျွန်တော်နံပါတ်6ထိပါတယ်ဗောနော်ကျန်တဲ့အဲကျန်တဲ့19ဘုတ်ကိုဒီချိန်က2.5ရဲ့ကျန်တဲ့19ဘုတ်ကိုရေနောက်တစ်ချိန်ကျရင်ပြန်ပြီးတော့အဲရှင်းပြပေးပါမယ်သုံးတိကြီးပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်